အားလုံးပဲမင်္ဂလာပါရှင်ရောပရိသာ channel မှာကြိုဆိုလိုက်ပါတယ်ဆရာချစ်ဦးညိုရဲ့ယာစကုမာရဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ယာစကုမာရအပိုင်း9မြင့်တာကိုအရင်ပြုလျက်သူ့သားအားစိတ်ချယုံကြည်စွာအံ့နံနေသော အမတော်မျက်နာကိုမြင်ရောက်နေသည် ကို့တူတော်ကလေးကို ဆုံးမစရာရှိရင် ဆုံးမဖို့လေစီသူလေးကိုထိမ့်သိမ်းဆောက်ရှောက်ပေးမယ်မဟုတ်လား အမတော်အားထားပြရစီကြွယ်တဲ့လားအမတော်ရွှေရင်တဲ့ဤဂ ුණ ာမျက်ဝန်းများကလှပစွာ ခြောက်လန့်နေကြသည်မေတ္တာတရားစိတ်ချယုံကြည်မှု အားကိုးအားထားတန်ရောစဉ်ဒါရီကိုဘယ်သို့သောလက်နက်မျိုးဖြင့်ဖယ်ရှားပုတ်ခတ်ရမည်နီအမတော်ဤညှိုးငယ်ရင့်ကျက်သော မျက်နာကိုမြင်ရောင်ရင်သူ့စကားတွေကိုကြားရောင်ရင်မမဲစီမတဆင့်တိရသောအမတော်ဤအကြောင်းတွေကိုသတိရလာပြန်သည် ရွှေရင်တယ်လေးဟာတိတ်တနာစရာကောင်းနေချစ်တော်သူနဲ့၊ကြွေကွင်းရခြင်းဆင်းရဲအပြင်မချစ်မနစ်သက်တော်သူနဲ့ပေါင်းသင်းရခြင်းဆင်းရဲခြင်းနှမျိုးစလုံးကိုခံစားနေရရှာသူပဲ။ဒါပေမဲ့သူဟာအရွယ်နဲ့မလိုက်အောင်အင်မတန်ရင့်ကျက်ပြေးဝတဲ့မိန်းကလေး။မေမေက ဖြစ်ကြောင်းကုံစင်ကို ပြောပြခဲ့ပေသည်။သူ့ချစ်သူပရိကရာမင်းသားကို သူဟာတေကွဲခွဲခဲ့ရရှာတယ်။ ငယ်ရွယ်သူတို့နှလုံးသားနဲ့ရွှေရင်တွေဟာပရိကရာမင်းသားကို အချစ်ကြီးချစ်ခဲ့ရှာတာကလားသူချစ်သူဟာတိုင်းသဘာသာဘာသာအယူဝါဒချားဖြစ်နေတာတွေအမျိုးဆက်မတူတာတွေသွေးချင်းနှောလို့မဖြစ်နိုင်တာတွေကို သူဘက်မှစဉ်းစားချင်းချင်းတက်ရှာမလဲသူတို့ရဲ့အချစ်ဇလန်ဟာကြေကွဲစရာဏိကုံနဲ့အဆုံးသတ်ခဲ့ရတယ်သူ့ခမဲကြံစစ်မင်းကြီးဆိုတာကလည်းတားရဲ့ခမဲပဲလေ မင်းကြီးအကြောင်းသိတဲ့အတိုင်းအရိမရဏပူရထီနန်းကိုတင်ပိုက်ခဲ့တာတောင်မှသူ့ကိုယ်သူအပြစ်တစုံတရာမြူမှမကန့်ညိရအောင်တန့်စင်စွာနဲ့ရယူခဲ့တာကလားမင်းကြီးဟာသူ့ကိုယ်တိုင်ရောသူ့သွေးသားတွေကိုရောပါ၆ပြစ်ကင်းတဲလဲဆင်ဖို့စ조사ချမှတ်ခဲ့တာတမိတော်ရွှေရင်တဲ့ဟာပြိတ်ကရာမင်းသားနဲ့ညှိစွန်းနေတယ်ဆိုတာတိတိကျင်းပဲ နှလုံးရည်ပြေဝမှုကို အထူးအလေးထားထူထောင်နေသောဖခမဲတော်ဤသမီးတယောက်သည်နှလုံးသားကို စတေးခဲ့ရလေသည် ပရိကယာမင်းသားနှင့်အဆက်အသွယ်မှန်သမျှကိုပြက်သားရက်ဆက်စွာ ဖြတ်တောက်ခဲ့လေသည်ဤရေးတွင် ခမဲတော်ဤမေတ္တာရက်ချက်အရဓမ္မဒတ်သည်အရှင်အရဟံကိုတော်တိုင်ပရိကယာမင်းသားအားဖြောင်းဖြားတားမြစ်ခဲ့သည်ထို့နောက်ခမဲတော်မင်းကြီးသည် သူချစ်တော်သမီးတော်ရွှေရင်တဲ့အားစောရွမ်းမင်းသားနဲ့လက်ထပ်ပေးခဲ့လေသည်စောရွမ်းမင်းသားကမင်းစောလူဤသားတော်ဒီเจ้าတွေကိုမဏိစန္ဒာမိဖုရားကပြောပြလို့မေမေလဲတီးခဲ့ရတာဒါတွေဖြစ်ပျက်ခဲ့စဉ်ကမေမေတို့ဒီကိုရောက်မှမရောက်လာကြသေးပဲမင်းကြီးဟာသမီးတော်လေးတပားသာရရှိခဲ့လို့ရွှေရင်တွေကိုတိတ်ချစ်ရှာတာတဲ့ရွှေရင်တွေရဲ့မေတော်အပေရနာမိဖုရားကတော့ကံကုန်သွားခဲ့ရှာတယ်လေ ဒီတော့သူတိတ်ချစ်တဲ့သမီးလေးဘာသာခြားလူမျိုးခြားပြိကရာအကြောင်းဆက်မာကို သူဘလို့မှတီးမခံနိုင်ဘူးပေါ့ဒါနဲ့ပဲစောရွံမင်းသားနဲ့နေရာချထားပေးခဲ့တာပြိကရာမင်းသားခမရလဲအချစ်ကြောင့်အဆက်ကြောင့်ပြီးတော့သူကံကလည်းနေရှာတယ်ထင်ပါရဲ့ကွယ်သူတို့ချစ်ချင်းကို မင်းတရားကိုယ်တိုင်ယာစအာနာနဲ့ခွင့်မီဆိုတာလဲသိရော မရှုမလတေဆုံးသွားခဲ့ရရှာတယ်နန်းတော်ထဲမှာပြောနေကြတော့ ဂန္ဓာဤအတက်ကိုကျွမ်းကျင် တက်မြောက်ထားတဲ့ပြိကရာမင်းသားနှလုံးချေကွဲ ထိခိုက်မှုကြောင့်သူ့ရဲ့ဂန္ဓာဤအတက်နဲ့ပဲတည်ဆုံးသွားခဲ့တဲ့ကျွန်ုပ်အန်ကျိတ်လိုက်မိသည်ချစ်တော်သူနဲ့ရှင်ကွဲတေကွဲကွဲခဲ့ရလေသောအမတော်သည် ခြေတစ်ဖက်မတန်သူဒုက္ခိတယောက်ျားတယောက်ပြီးတော့နမီဆိုးဖြင့်အရိမတရပူရထီးနန်းပလင်တွင်ဂမီးထားရခဲ့သော မင်းစောလူဤသားစောရွမ်းမင်းသားကိုအဘယ်တို့လျင် ချစ်ခင်နှစ်သက်နိုင်လိမ့်မည်နီသို့သော အမတော်သည် သူဤနှလုံးသားကိုအစိမ့်စိမ့်အမွာမွာထုချေလျက်အရိမရဏပူရနန်းပလင်အောက်တွင် စတေးခဲရှာလေသည်စောရွမ်းမင်းသားနှင့်ဘရင်သမီးတော်ရွှေအင်တဲ့တို့ဤလက်ထက်ပွဲသပင်ကြီးသည်အရိမရဏပူရတွင် အကြီးကျယ်အခမ်းအနားဆုံးဖြစ်ခဲ့ပေမည် ထိုအခမ်းအနားကြီးတွင်ရွှေအင်သေး၏နှလုံးသည်မရှုမလပျက်စီးခဲ့ပေသည် ဤကအနိရုဒ္ဓဒေဝမင်းကြီးနန်းတက်စကာလတမတိရှင်ကြီးများရစ်ပွဲနှင့်ဘာထူးသေးသည်နုနယ်လှပသောမိမသားတို့၏တဲပုတ်နှလုံးကို အရှင်လက်လက်ရစ်ပူစော်သည့်ပွဲပင်ချစ်တော်သူတယောက်အတွက်နှလုံးသားများတည်ဆုံးခဲ့လေသော အမတော်ရွှေင်တဲ့အဖို့နားခိုရာလောကသည်တခုတည်းသာရှိပေသည် ထိုနေရာက သူ့သားအလောင်းစီသူ ်အလောင်းစီသူ၏အကြောင်းတွေးမိသည်တွင်သွေးကြောများဖြင်းကနေဖြစ်သွားသည်ပြက်ခွေတောင်ပေါ်တော်ဝက်အသေးကောင်ကိုအလဲမှထားလျက်ရင်ဆိုင်တွေ့ခဲ့ရသောအဖြစ်က ပူနွေးစွာပြန်ပေါ်လာသည် တော်ရဲ့ဥပဒေတမုတ်ဆိုးတို့ရဲ့ကျင်ဝေအယဒီတော်ဝက်ဟာနောင်မင်းရဲ့သားကောင်ဖြစ်ပါတယ်ဟု တိုးတိတ်စွာ ရေရွက်ကထွက်ခွာရှောင်တိန်သွားသည့်အလောင်းစီသူ အတွေ့များကစူပွက်နေတော်သည်မြတ်တာတရားကြီးမသောအမတော် တနာစပွဲရင်မတန်ရာဖြင့်အမတော်ချစ်သူအတွက်တကြိမ်တခါဘဝတည်ဆုံးခဲ့ပြီးလေတော့အမတော်ပြီးတော့ကျွန်ုပ်ကိုရင်မဆိုင်လို့ရင်မဆိုင်ရဲသည့်အလောင်းစီသူကျွန်ုပ်ထက်ငယ်ရွယ်သူမင်းပြိုမင်းလွင်ပင်မဖြစ်သေးသောအရွယ်ရောက်ကားစားကလေးငယ်ဟေးရာဇကုမာရရဲ့အဲ့ဒီကလေးငယ်ကဘယင်လေတီတီဇေယသူရဘွဲ့ခံထားသူလေသူ့ဘိုးတော်ကြံစစ်မင်းကြီးကရင်ကွင်ပိုက်ဘီတေကနှင်းထားသူလေ ကျဲလောင်သောအတန်နက်ကြီးတစ်ခုကရင်ထဲမှာဆူဆူနစ်နစ်ထွက်ပေါ်လာသည်နှလုံးအိမ်နံရံမှာပြင်းထန်စွာ တုန်ခါသွားပြီးကနအူးကရှိခဲ့လေသော အတွေးများအလုံးကစင့်ကလျာပြိုပြက်သွားသည်မြည်ဟီးပောက်ကွဲသံများနှင့်အတူပဲ့တင်သံများအကြားတွင်ဘလုံးမထွေးဟစ်ကြွေးသံများပေါ်လာသည်ဒင်းကမြေးပါကွမြေးကအဖျားပါတားကအရင်ပါမင်းဟာမင်းကြီးရဲ့သားတော် တဘာတဲ့သောတားတော်ပါအရွယ်ရောက်လူလားမြောက်ပြီဖြစ်တဲ့တားယောက်ျားပါတားယောက်ျားဆိုတာထီးနန်းအမွေကိုမသွေမုတ်ချဆက်ခံရမှာပေါ့မင်းဟာခုချိန်မှာကိုအိမ်ရှိဥပယာစာ ဖြစ်နေရမှာပါ မင်းသာထီးညွန့်နန်းလျာဖြစ်ရမှာပါဒါပေမဲ့မင်းကဇေယခိတရာဆိုတဲ့ဘွဲ့နမီလေးတစ်ခုနဲ့ဒညဝရီတောင်စင်ခုနှစ်ခရိုင်စားအာရုံညံလိုက်လေချင်းဟေ့တန်ဘူးလိုက်ရဲ့တား ဥဆောက်ပန်းရဲ့သားတွိလောကဝရံတကာဒေဝီရဲ့သားလူရေးလူစညံ့လာချီလားမင်းဟာအစင်တဆိုင်အစော်ကားခံခဲ့ရတာမဟုတ်လားပရိမတောတောင်ထဲကကျောင်းဖြူအရက်ကအရင်ဆိုင်တွေဆိုပြီးအနှိမ်ခံရတာမဟုတ်လားညနာတပြင်းလုံးပူပြင်းတောက်လောင်လာသည်ယောက်ျားတယောက်လိုတွေးစမ်းပါရာဇကုမာရရဲ့တကယ်တော့မင်းတို့သားမီးနှစ်ယောက်စလုံးအစော်ကားခံလိုက်ရတာပဲမဟုတ်လား မင်းမိခင်ဟာပထမအစော်ကားခံခဲ့ရတယ်။ကျေးဇူးတရားကို အပုတ်ခတ်ခံလိုက်ရတယ်။ပြီးတော့မင်းကိုဆက်လက်ပုတ်ခတ်စော်ကားတယ်။ဖေ့ရာဇာကူမာရမင်းလူလောကထဲမရောက်လာခင်ကတပားသူတွေသူ့အကြောင်းနဲ့သူဖြစ်ပျက်ခဲ့တာတွေကိုမင်းကဗာများကိုစားဝင်ပြီးဂိူနာတွေနဲ့ပျော့ညံ့ခံစားနေရတာလေ။မင်းအကြောင်းမင်းတွေးပါကွာ။မင်းနဲ့မင်းမိခင်အကြောင်းပဲမင်းတွေးလိုက်စမ်းပါ။မင်းတွေးလိုက်စမ်းပါ။ ရှေလျားကြမ်းတမ်းသော နီးကြမ်းကြမ်းသပင်များက ကောင်လေး၏ပခုံးထက်သို့ဝဲကျနေရာသူမိခင်ကကြိုးဖြင့်စီနောင်ပေးလိုက်သည်သပင်တွေစုချီစီနောင်ပေးသည်သော မိခင်၏လက်ချောင်းတွေကိုလိုက်ကြည့်ရင် ကောင်လေးသည်တစုံတရာကိုတွေ့သွားသည်မိခင်၏လက်ချောင်းပေါ်မှာရခင်ကမတွေ့ခဲ့ဘူးသောထိုနီရဲတောက်ပသည့်အရာကို ကောင်လေးစူးစူးဝါးဝါးကြည့်သည်ထို့နောက်မိခင်၏လက်ကိုမလွတ်တမ်းဖမ်းဆွဲထားလိုက်ပြီးမေးလေသည် ဒါပါလဲမမေဗရမားလက်စုတ်ခေါ်တဲ့တာမမေဘယ်ကရတာလဲตาငိမ့်ငိမ့်လေးနေလိုက်မယ်ဆိုရင်ตาစပင်တွေကိုမမေစီးပေးလို့ရပြီပြီးရင်ရေတကွန်စကမ်းမှာตาကို ရေချိုးပေးမယ်ဖြင်းတင်တိုင်းအစ်စ်ဝစ်ပေးမယ်ဘိုးချုပ်ပေးတဲ့ဝက်ဝင်ရေလွာခြေဝတ်အစ်စ်စီးပေးမယ်ညားကြည့်တော့အစ်စ်လဲလွယ်ရမယ်အဲ့ဒါတွေလိုချင်ရင် အခုตาငိမ့်ငိမ့်လေးနေလိုက်နော် အားလုံးပြီးရင်တားအခုမေးနေတဲ့ဗဒမားလက်စွပ်အကြောင်းကိုမေမေပြောပြမှာပဲ။သပင်တွေကို စုစည်းချီနှောင်ခံရတာကိုကောင်လေးသည် သီးမခံခြင်းသို့သောမေမေစကားတွေထဲမှာကောင်လေးသဘောကျစရာတွေအများကြီးပါသွားသည်။ရေဒဂွန်စခန်းမှာရေချိုးရမယ်။ဖြင်းတင်တိုင်းအစ်စ်ဝတ်ဝင်ရေလွှာခြေဝက်အစ်စ်ဝတ်ရမယ်။ညားချီတော့အစ်စ်လွယ်ရမယ်။ပြီးတော့ဗဒမားလက်စွပ်ဆိုသောနီရဲတောက်ပသည့်အရာအကြောင်းသိရမယ်။ ထို့ကြောင့်ကောင်လေးငြိမ်ငြိမ်လေးနေရန် ဆုံးဖြတ်လိုက်သည်။သပင်စီးပြီးသောအခါကောင်လေးရေတကွန်စကန်းစီသို့အော်ဟစ်ခုံပေါက်ကပြေးသွားသည်။ကြောက်တုံးတွေကြောက်ဖြာတွေပေါ်မှာခုံကူးကတဝောဝောကျနေသော ရေတကွန်အောက်သို့ပြေးဝင်သည်။အောက်ခြေရေအိမ်ထဲတွင်ဖြန်ကောင်လိုကူးခတ်သည်အနီးရှိကြောက်ဖြာပေါ်မှထိုင်ဆောင်နေသော မိခင်စီတို့ရေဆက်ရေပေါက်တွေဖြင့်လှမ်းပတ်သည်မဲမဲဒီနေ့ပို၍လှနေသည်ဟုကောင်လေးထင်မိလေသည် တော်တော့သားဟုပြောသောအခါတခွန်းထဲနှင့်ပင်ကောင်လေးရေအိမ်ထဲမှတက်လာသည်မမေကကောင်လေး၏နီးကြံကြံသပင်တွေကိုဖီးတင်တန့်ရှင်းပေးသည်ကိုလည်းငြိမ်သက်စွာခံသည်သားဘာကြောင့်ဖြင်ဖြင်တင်တိုင်းအစ်စ်လွှာချေဝတ်အစ်စ်ဝေးရမှာလဲဟင်မမေမမေတို့ခီးထွက်ကြမယ်လေသားနဲ့မမေနဲ့ဟင်ဘိုးကောမပါဘူးလားဘယ်ကိုသွားမှာမို့လဲဘိုးမလိုက်တော့ဘူး မမေတို့ကအဝေးကြီးသွားကြရမှာတာရဲ့ဟိုးအရိမရဏပူရဆိုတဲ့မင်းနေပြီတော်စီကိုအရိမရဏပူရမင်းနေပြီတော်ကြီးအဲ့ဒါဘာလဲရံပောင်းကိုအောင်မြင်တဲ့မျိုးတဲ့အဲ့ဒီကိုသွားကြမှာအဲ့ဒီကိုဘာသွားအလုပ်ဖို့အဲ့ဒီကိုဘာလုပ်ဖို့သွားမှာလဲမမေအဲ့ဒီမျိုးကြီးမှာဟောဒီဗရမ ्या လက်စုပ်ကိုပေးခဲ့တဲ့လူကြီးရှိတယ်သူ့စီကိုသွားမှာဗရမ ्या လက်စုပ်ပေးတဲ့လူကြီးသူကဘယ်သူတဲ့လဲ သူကအဲ့ဒီမြို့ကြီးနဲ့ဟောဒီတောတွေတောင်တွေဟိုးအဝေးကြီးကမြို့တွေကိုပါပိုင်တဲ့ဘရင်မင်းမြတ်ပဲဘရင်မင်းမြတ်အေးစကလုံးကိုတော့ဘိုးပုပ္ပာဤအိယာဝင်ပုံမြင်တွေထဲမှာကြားဘူးနေ၍ကောင်းလေးသိပြီးဖြစ်သည်ဘရင်မင်းမြတ်ဆိုတာတိုင်းပြည်တပြည်မှာအစွမ်းရှိဆုံးလူနန်းတော်ကြီးတဲကရာဇပလင်ပေါ်မှာထိုင်ကအားလုံးကိုအမိန်ပေးသူဘရင်မင်းမြတ်နဲ့မေမေကတိလို့လား ိရဘောသားရဲ့သူ့နာမည်ကကြံစစ်မင်းကြီးတဲ့ကြံစစ်မင်းကြီးကောင်းလေးရေရွတ်လိုက်သည်ကြံစစ်မင်းကြီးနဲ့မမေကဘလို့လို့တိတာလဲသူကမမေခုနကပြောတဲ့အရိမာအရိမရဏပူရအင်းအရိမရဏပူရကိုပိုင်တာလားအစွမ်းအရှိဆုံးလူလားလူတွေကိုအမိန့်ပေးသလားအဲ့အရေသားကိုဖြင်းတင်တိုင်းနဲ့ လွှာခြေဝက်လဲပေးလိုက်ရင်နဲ့မဲမဲပြောပြမယ်။ตาနားထောင်ခြင်းသလား။နားထောင်ခြင်းပါတယ်မဲမဲ။ဤသို့ဖြင့်အဝတ်အစားအသစ်များလဲပေးလိုက်သည်ကိုငြိမ်သက်စွာခံရင်ကောင်းလေးသည်အရိမရဏပူရလူကြီးအကြောင်းကိုစိတ်ဝင်စားစွာ နားထောင်ခဲ့လေသည်။ထိုလူကြီးဒံရရွေနဲ့ပရိမတော်ထဲသို့ ရောက်လာပုံမဲမဲကတောကောင်ထင်၍ဒူးလေးဖြင့်ပြစ်ပုံမဲမဲ၏မြားတံများကို ထိုလူကြီးက ူ့လက်ထဲမှလှန်ရှည်ကြီးဖြင့်ခုခံကာကွယ်လိုက်ပုံထို့နောက်ကြောက်ဖြာပေါ်သို့မိမျောလဲကြသွားပုံနောက်တော့ဘိုးရောက်လာကထိုလူကြီးကိုရေတကွန်တဲစကန်သို့ခေါ်သွားပုံမမေဒူးလေးများတဲ့တွေကို သူကလှန်ရှည်ကြီးနဲ့ပုတ်ခတ်ထုတ်ပစ်တယ်ဟုတ်လားဒါတောင်သူ့မှာဒဏ်ရာတွေနဲ့ဟုတ်လားလူကြီးတော်စွမ်းတာပဲနော်အေးပေါ်ตาရဲ့ဒါကြောင့်လဲသူ့ဘယင်မင်းမြတ်ဖြစ်လာတာပေါ့သူကဘယင်မင်းမြတ်ဆိုပြီးဘာကြောင့်ဒဏ်ရာတွေနဲ့ ဒီတော့တဲ့ရောက်လာတာလေတော်လိုက်ရင်ဒဏ်ရာရလာတာလားအဲ့ဒါတွေနောက်မှပြောပြမယ်သားအခုအဲ့လူကြီးစီကို သားတို့တွားရမှာလား तू ကမမေကိုမှတ်မိပါမလား तू မမေကိုတိတ်မှတ်မိတာပေါ့သားရဲ့ तू မမေကိုဘလို့မှမေ့သွားမှာမဟုတ်ပါဘူးဟင်မမေမျက်လုံးတွေကမမေမျက်နှာတစ်ဖက်လှဲ့သွားကမျက်လုံးများကိုပုတ်တက်လိုက်သည်ဟုကောင်းလေးထင်သည် ပြန်လှည့်လာသောအခါမမဲ့မျက်လုံးများပို၍တောက်ပနေကြသည်ဟုလည်းထင်သည်။သူကဗဒမြားလက်စွပ်ကြီးကိုဘာကြောင့်ပေးခဲ့တာလဲဟင်။မမဲကဘိုးကိုလှမ်းကြည့်သည်။ဘိုးကကောင်လေးလက်ကမ်းသဖြင့်ဘိုးရင်ခွင်ထဲသို့ဘိုးကကောင်လေးကို လက်ကမ်းသဖြင့်ဘိုးရင်ခွင်ထဲသို့ ကောင်လေးပြေးဝင်လေသည်။မြေးလေညကြည့်တော့အစ်စ်ကိုကြိုက်ရက်လားကြည်စမ်း ဘိုးဖြုတ်ပေးသောမြားကြီးတောက်အသက်မှာအညိုနုရောင်တမင်ရည်ဖြင့်ပြုလုပ်ထားပြီးအဖြူဆက်ကလေးများပါသည်ဖြင့်ကောင်းလေးသဘောကျနေသည်လွယ်ကြည့်လိုက်ပြီးနောက်ပခုံးကိုကြော်၍မြားတံကို ထုတ်ယူကြည့်လိုက်ရာ အလိုက်တဲ့အလွယ်တကူပင်မြားတံပါလာသည်မြားကြီးတောက်ကိုမြားကြီးတောက်လေးကိုသဘောကျနေရင်းမှပင်ဘိုးကမမဲအားလှမ်းပြောလိုက်သည့်စကလုံးများကိုနားဆွင့်နေမိသည်လမ်းမှာအေးအေးဆေးဆေးသွားရင်းနဲ့ပြောပြသွားဟုကြားလိုက်သလိုလို့ ရေဒဂွန်စကန်းနဲ့တောတောင်ပြီးတော့ဘိုးနဲ့မြပြစ်လေးကျင်းခဲ့ရာမြက်ခင်ပြင်ညနေချိန်များတွင် တမိတမောထိုင်ကနေလုံးကြီးဝင်သွားသည်ကိုပင် အာပါဒိယငေးကြီးခဲ့သော တောင်ငမူပေါ်ကကញင်ပင်မြစ်ဆုံပြီးတော့ဘိုး၏တဲကလေးချစ်ခင်လွမ်းဆွစွာလဲပြန်လှဲ့ကြည့်ခဲ့တော်လဲတောင်တောင် တောတထောင်ကိုကြော်မိလျင်ပင်ထိုယာတွေကိုကောင်းလေးမေ့သွားတော့သည်အရိမရဏပူရဆိုသောမင်းနေပြည်တော်ကြီးနှင့်ဘရင်မင်းမြတ်ဆိုသောလူကြီးကရှေ့ခီးဆုံးစီမှစောင့်နေကြလိမ့်မည်မမဲ့မြားတံတွေကိုပင်ပြန်ရှေကြီးဖြင့်ပုတ်ထုတ်နိုင်သောလူစွမ်းကောင်းဘရင်မင်းမြတ်ကြီးဘီမင်းမြက်ဟာမမေတို့စီမှာအကြကြီးနေသွားခဲ့တာတာရဲ့သူဟာဘိုးကိုလည်းတိတ်ယူသေးလေးစားတာပဲ ူ့ကိုအထင်လွဲပြီးသူ့ထက်အသက်ပိုကြီးတဲ့ဘုရင်ကြီးတပါးကလှန်နဲ့ပြစ်ဆိုင်လိုက်လို့သူတိမ့်ချောင်ခဲရတာ သူယူလာတဲ့လှန်ရှည်ကြီးဟာသူ့ကိုပြစ်ဆိုင်လိုက်တဲ့လှန်ရှည်ကြီးပေါ့ဟုတ်လားဒါဆိုရင်ဘုရင်မင်းမြတ်ဟာတိတ်ဆွမ်းတာပေါ့နော်မေမေတိတ်ဆွမ်းတာပေါ့တိတ်ဆွမ်းတဲ့အပြင်သဘောလဲတိတ်ကောင်းတယ်ဘိုးကသူ့ကိုတားလို့ခေါ်တယ်သူကမေမေတို့စီမာနေရင်ဒံယာတွေပြောင်းအောင်ကုနေရတယ် သူမမေတို့စီရောက်နေတော့သူ့တိုင်းပြည်မှာစစ်ပွဲတွေ ဖြစ်ကြတယ်အဲ့ဒီစစ်ပွဲတွေကိုသူအနိုင်တိုက်ပြီးရန်သူတွေကို ရှင်းပစ်ဖို့မမေတို့စီကနေသူပြန်သွားရတယ်ရန်သူတွေကိုသူရှင်းပစ်နိုင်ရလားမမေအကုန်လုံးကိုသူရှင်းပစ်နိုင်ခဲ့တယ်နောက်ဆုံးတော့သူဘရင်မင်းမြတ်ဖြစ်သွားတယ်ဒီလက်စွပ်ကြီးကသူ့ဒဏ်ရာတွေကိုပျောက်အောင်ကုပေးလို့မမေကိုကျေးဇူးတင်လို့ပေးခဲ့တာပေါ့နော် မိခင်၏မျက်နှာတစ်ချက်ညှို့သွားသည်ဟုကောင်းလေးထင်မိသည်မေမေကကောင်းလေးကိုတင်းဖက်ကသပင်တွေကိုပုတ်သက်ပေးသည်မမေအတော်ကြာအောင်စကားဆက်မပြောဘဲနေသည်ပြီးမှဘီရင်မင်းမြတ်အကြောင်းတွင်ဆက်ပြောသည်လှန်ရှည်ကြီးကိုကျွမ်းကျင်စွာကင်တွယ်နိုင်သောသဘောတက္ကာယကောင်းသောဘိုးကိုလေးစားသောရန်သူတွေကိုအကုန်အစင်ရှင်းပစ်ခဲ့သောဘီရင်မင်းမြတ်အားကောင်းလေးသဘောကျနေလေသည်သို့သော ဗရမများလက်စွပ်ကြီးအကြောင်းကိုမူကားမေမေကလည်းအသေးချာမပြောကောင်လေးကလည်းရေရေရာရာနားမလည်နိုင်အရိမရဏပူရမင်းနေပြီနေနမိတ်ဇဏပုတ်တစ်ခုဤဇရက်တစောင်းတွင်တညတာညအိတ်နာပြီးနောက်တနေ့နဲ့နဲ့ခီးဆက်ခဲ့ကြသောအခါမှာတောက်ပသောတင်တိုင်းကိုကျက်ဝိယုံများလှပသောခါးစည်းကြိုးများဗရက်လေဆွဲတစားများဝစ်စင်ကဥပဒေကိုလှုပ်ရှားနေကြသည့် ဥပဒေဟုလှုပ်ရှားနေကြသည့်လူတွေကိုငေးကြည့်ရင်ကောင်းလေးတအံ့တော်ဖြစ်နေခြင်းလူတွေအများကြီးပါလာမယ်မယ်သူတို့ဘယ်ကိုသွားနေကြတာလဲမမေတို့သွားတဲ့နေရာကိုပဲသွားနေကြတာတာရဲ့ဘီမင်းမြတ်စီကိုလားအေးပေါ့သူတို့အားလုံးဟာဘီမင်းမြတ်ကိုတိတ်ကိုကြည်ညိုလေးစားကြတာဘီမင်းမြတ်ကဘာလုပ်မှာမို့လဲဟင်ဘိုးရှုခံတဲ့ပင်စင်ရင်ကျင်းပါမှာလေဘိုးရှုခံတဲ့ပင်အဲ့ဒါကဘာလဲ ဘာကိုခေါ်တာလဲမမေစင်တွေမြင်းတွေစီးထားတဲ့စစ်တီတော်တွေဓာလန်လေးများကင်ထားတဲ့စစ်တီတော်တွေလူစွမ်းကောင်းကြီးတွေပညာရှိကြီးတွေတိုင်းသူပြည်သားသူရဲကောင်းကြီးတွေအားလုံးကဘီရင်မင်းမြက်ကိုရိုရိုသေးသေးခစားကြမယ်အဲ့ဒါဘိုလ်ရှုခံပဲဟုတ်လားစစ်တီတော်တွေသူရဲကောင်းတွေအများကြီးကဘီရင်မင်းမြက်ကိုရိုရိုသေးသေးခစားကြမှာဟုတ်လားဟုတ်တာပေါ့တားရဲ့ဘီရင်မင်းမြက်က တိတ်ဖုံတကိုကြီးတာကလားသားတို့ကတော့မဲမဲဘေးမင်းမြက်ကိုရိုးရိုးတေတေခစားကြမှာပဲလားသားရဲ့ဒူးလေးနဲ့မြားကြီးတော့ကိုပြရမလားကောင်းလေးသည်ဘေးမင်းမြက်ကိုအတိုင်းမသိအထင်ကြီးသွားမိလေသည်မဲမဲစကားကိုလည်းစိုးစင်းမြယုံမှတန်တရားမရှိမဲမဲပြောသလိုပင် စင်စည်းမြင်းစည်းစစ်တီတော်တွေအစုလိုက်အစုလိုက်ခြစ်တက်သွားကြသည်ကိုတွေ့လာရပေပြီ ကောင်လေးမှာစစ်တီတော်တွေကိုတအံ့တော်ကြီးကပျော်ရွှင်လာပြီးအနီးရှိ မြင်းစည်းစစ်တီတယောက်ကိုလှမ်းအော်မိလိုက်သည်ဘီမင်းမြက်စီကိုလားဘိုးရှုခံသဘင်ကိုလားစစ်တီကြီးမြင်းစည်းတရေကမြင်းပေါ်မှာငုံကြီးကပြုံးရင်းပြန်ပြောသည်ဟုတ်တာပါကလေးရဲ့တို့များရဲ့အရှင်သခင်ဘီမင်းမြက်ကိုခါစားဖို့ပေါ့ဘိုးရှုခံသဘင်ကိုပေါ့မမဲလက်ကို တင်းကျပ်စွာစုပ်ကိုင်ရင်ကောင်လေးပြောသည်မမဲ ဘီမင်းမြက်ကိုတားမြင်ခြင်းနဲ့သူ့အနာထီရောက်အောင်သွားကြရအောင်နော်မမေကကောင်လေးကိုပွေချီလိုက်သည် ကောင်လေးကမမေလက်ကိုစုပ်ကင်လိုက်ရာဗရမ ्या လက်စုပ်ကိုကင်မိသွားသည်နော်မမေနော်တားနားထောင်စမ်းတားလေးအခုမမေတို့ဘီမင်းမြက်စီကိုပဲသွားနေကြတာဘီမင်းမြက်ကိုတားမြင်ရစေမယ်သူ့အနာထီရောက်ရုံတည်းမကဘူးသူ့ရင်ဝင်တဲ့အထိတားရောက်စေရမယ်တားကိုဘီမင်းမြက်ကပွေချီလိုက်မယ်တားရဲ့ ဟင်ဘာဖြစ်လို့တားကိုဘယင်မင်းမြက်ကဘာဖြစ်လို့လဲဆိုတော့ဘယင်မင်းမြက်ဟာတားရဲ့ဖခမဲတော်ဖြစ်နေလို့ပေါ့တားရဲ့ကောင်လေးမျက်လုံးများဝိုင်းသွားလေသည်ဟုတ်ကဲ့ပါရှင်စောင်းလေးကိုဒီမှာပဲခေတ္တခဏရပ်နားလိုက်ပြရစေနော်နားစင်အားပေးကြသူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်ကျမ်းမာပေးကင်းကြပါစေ